မင်္ဂလာပါဤနေရာမှာဒေါက်တာရန်ကာရက်တီဖြစ်ပါတယ်ကျွန်ုပ်ဒီ The Polo Hospitals Jubal Hills Hyderabad တွင်အထူးကုနှလုံးရောဂါဆေးဝန်ထမ်းဖြစ်တာဝန်ထမ်းဆောင်နေပါသည်ဒီနေ့မှာတော့ကျွန်ုပ်တို့က Atrial Fibrillation အကြောင်းပြောကြမယ် Atrial Fibrillation ဆိုတာဘာလဲဒါဟာလျှက်စင်မမှန်ကန်မှုကြောင့်ဖြစ်ပေါ်တဲ့နှလုံးခုန်မမှန်ကန်မှုတစ်ခုပါပဲရေဘူးရအားဖြင့်အသက်ကြီးသူများမှာပုံမိုတွေ့ရတတ်ပါတယ်တခါတလေအသက်ငယ်သူများမှာပါနှလုံးကြီးခြင်းသို့မဟုတ်အထွေအကြီးခြင်းတွေနှစ်တစ်ခေါက်လှုပ်စဉ်တွေ့ရပါကဖြစ်နိုင်ပါတယ် atrial fibrillation ရဲ့ရေရှည်ပြီးထွက်ဆိုးကျူးတွေကတော့နှလုံးအတွင်း atrium ကြီးလာခြင်းနောက်ပြီးသွေးတုံးဖြစ်ခြင်းနှလုံးရောဂါကြောင့် levin သွေးကြောပိတ်ခြင်းသွေးတုံးကြောင့် levin သွေးကြောပိတ်ခြင်းလိုမျိုး stroke ဖြစ်နိုင်ပါတယ်။ဒါဟာအုံနောက်သွေးကြောပိတ်ခြင်း brain stroke ဖြစ်နိုင်တယ်လို့ကြီးမားတဲ့ stroke ဖြစ်နိုင်ပါတယ်။ thrombus ကြောင့်သွေးကြောကြီးတွေပိတ်သွားခြင်းလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် atrial fibrillation ကိုမှန်ကန်စွာယောဂရှာဖွေသိခြင်းကအရေးကြီးပါတယ် atrial fibrillation ရှိတယ်ဆိုတာသိပြီးနောက်သွေးတုံးမဖြစ်စေရန် anticoagulation ဆေးသွမ်းမှုလိုပါတယ်ဒါဟာ valve နဲ့ပတ်သက်တော့လကောင်း valve မပါဝင်တဲ့ atrial fibrillation ဖြစ်တော့လကောင်းသက်ဆိုင်ပါတယ် anticoagulant ဆေးသစ်တွေဖြစ်တဲ့ဆေးများဒါမှမဟုတ် aston warfarin လိုပုံမှန်သုံးနေကြတဲ့ anticoagulant ဆေးတွေကိုဆက်လက်သုံးဆွဲရပါမယ်။ငါအဆင့်ကိုပုံမှန်ဆစ်ဆေးပြီးဆရာဝန်ကိုအကြောင်းကြားရမယ်။ဆေးမျိုးစားနဲ့အရေအတွက်ကိုလည်းလိုအပ်သလိုချိန်ကြီးသုံးဆွဲရပါမယ်။ atrial fibrillation ရှိနေတယ်ဆိုတာသိချသွားပြီဆိုရင်အဓိကအားဖြင့်ကျွန်တော်တို့ကနှလုံးခုန်နှုန်းကိုထိန်းချုပ်ဖို့လိုပါတယ် Python ကလည်းအစာပိုင်းမှာပြောင်းလဲနိုင်ပေမဲ့အဓိကပြင်မှတ်ကနှုတ်ထိန်းချုပ်မှုဖြစ်တင်ပါတယ်နှုတ်ထိန်းချုပ်မှုကိုနှိပါတသက်လုံးဆက်လက်ထိန်းသိမ်းဖို့လိုပါတယ်တွေးတုံဖြစ်နိုင်ခြေ3ုံနိုင်ခြေရှိတဲ့ Lunar တွေမှာ Antecoagulase သေးသုံးလို့မရဘူးဆိုရင်တော့ Watchman device လိုအသစ်ထွက်လာတဲ့ကရိယာတွေရှိပါတယ်ဒီကရိယာနဲ့ appendage ကိုပိတ်နိုင်ပြီးဒါကလည်း stroke ဖြစ်နိုင်ခြေကို short ချပေးနိုင်ပါတယ် atrial fibrillation ကိုအဓိကအားဖြင့်အကာနဲ့ယောဂါရှာဖွေတွေ့ရှိနိုင်ပါတယ်။တခါတရံနှလုံးခုန်ညံခြင်းခံစားရတဲ့ဆိုရင်တော့ holder monitoring နဲ့လည်းယောဂါရှာဖွေနိုင်ပါတယ်။ holder monitoring ကိုအချိန်ကြာကြာပြုလုပ်ရတာဒီနည်းနှစ်တချို့တွေလည်းအလွန်အရေးကြီးပါတယ်။ဒါကြောင့်မြည်သည့်အချိန်မှမဆိုနှလုံးခုန်မမှန်တာတွေတွေ့ရင် atrial fibrillation ဖြစ်တာလားဒါမှမဟုတ်ကုန်မန်ဆူဆာဟိတ်မီလားစစ်စစ်ဖို့အတွက်သင်ရဲ့နှလုံးဆရာဝန်နဲ့အမြန်ဆုံးတိုင်ပင်မှာ ဒါကြောင့်ယောဂအခြေအနေတွေကိုအလွယ်တကူမှားယွင်းနေမှာတယ်မြည်သည့်လူနာမဆိုအန်ထက်ကောဂူလေးရှင်းဆေးကိုစတင်သုံးဆွဲလိုက်ရင်ပြန်မပြောင်းနိုင်ဘူးဆိုရင်အဲ့ဒီဆေးကိုတစ်တလုံးနီးပါးဆက်လက်သုံးဆွဲရပါမယ်တောင်ပေါ်ပေါက်ပေါက်ဖြစ်တဲ့ paroxysmal လို့ခေတ္တဆိုရင်တော့လူနာက stroke ဖြစ်နိုင်ခြေကိုရှော့ချဖို့အတွက် anticoagulant ဆေးကိုတောက်သုံးဖို့လိုအပ်ပါတယ်။ကျေးဇူးတင်ပါတယ်။